မန်စီးတီးကနဝင်ကွင်းလယ်လို Kevin De Bruyne ဟာရှားသည့်ကုန်ရင်အသင်းကထွက်ခွာတော့မှာဖြစ်တယ်။သူ့အနေနဲ့ဥရောပမှာထိပ်တန်းခြေစွမ်းနဲ့ဆက်လက်ကစားနေနိုင်တယ်လို့ De Bruyne ကယုံကြည်ထားပြီးတော့ဒီခြေစွမ်းတွေလည်းသူဆက်လက်ပြသနေရလို့သူဆိုထားတယ်။သူ့ကိုစိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ Liverpool အသင်းပါဝင်လာပြီးတော့ Napoli အသင်းလည်းပါဝင်နေရလို့ Italy နာမည်ကျော် Journalist Di Marzio ကဆိုပါတယ်။အဲ့တော့ ဒီဘရိုင်းနာအနေနဲ့ဥရောပမှာဆက်ပြီးတော့ခြေစွမ်းပြနိုင်ဖို့ဥရောပမှာဆက်ရှိနေဖို့ဖြစ်နိုင်သလားသူ့ရဲ့ခြေစွမ်းဘလို့အခြေအနေမျိုးအပြောင်းလဲလောက်ရမလဲဘလို့ခြေစွမ်းမျိုးနဲ့ဥရောပမှာဆက်ပြီးခြေလဲနိုင်သည်တည်းလဲဆိုတဲ့ topic နဲ့ပတ်သက်ပြီးတော့ဒီ video မှာသုံးသပ်ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ်အလုံးမင်္ဂလာပါစီတူအိုဖီနီယိုကနေကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးချင်တာကတော့ကေဘရက်ဒီဘရိုင်းနာရဲ့ခြေစွမ်းဥရောပမှာဆက်ပြီးတော့ရှိနေနိုင်သေးသလားဘလို့ပုံစံမျိုးနဲ့ဥရောပကိုသူဆက်ပြီးချဲလင်နိုင်အောင်မလဲဆိုတဲ့ topic ပဲဖြစ်ပါတယ်ဒီဘရိုင်းနာဒီယာဒီကုံရင်မန်ချက်စတာစီးတီးကထွက်ခွာတော့မယ်ပြီးခဲ့တဲ့ပရမီယာလိပွဲစမှာဒီဘရိုင်းနာက wolf အသင်းအတွက်ကိုသွင်းခဲ့တယ်ပြီးတော့ပွဲရပြီးမှပြောခဲ့တယ်ဗောနော်သူ့အနေနဲ့ဒီ၃ပတ်၄ပတ်အတွင်းမှာကစားပြနေတဲ့ စွမ်းဆောင်ရေကသူဟာဥရောပမှာကောင်းကောင်းဆက်ရှိနေနိုင်တယ်ဆိုတဲ့သက်တည်ပြချက်ဖြစ်တယ်လို့သူကဆိုပါတယ်ဒီဘရိုင်းနာမန်ချက်စတာစီးတီးနဲ့လမ်းခွဲဖို့ဖြစ်လာခဲ့တယ်ဖြစ်လာခဲ့ပြီးတဲ့နောက်မှာသူ့ကိုစိတ်ဝင်စားနေတဲ့ဒီအထင်ရှားဆုံးပေါ်ထွက်နေတဲ့အသင်းက American League Major League ဖြစ်ပြီးတော့ Saudi Arabia ရဲ့စိတ်ဝင်စားမှုလည်းအပြင်းထန်ခံနေရတယ်ပေါ့နော်ဒါပေမဲ့ကေဘရန်ဒီဘရိုင်းနာကတော့အဲ့ဒီ league တွေကိုမပြောင်းချင်ဘူးသူ့ရုပ်ပေါ်မှာဆက်ရှိနေတင့်သေးတယ်ဆက်ရှိနေနိုင်တဲ့အခြေစွမ်းအဆင့်တန်းရှိသေးတယ်လို့ယုံကြည်မှုရှိတယ်အဲ့ဒါကိုလည်းသူပြသနေရပေါ့နော်အဲ့တော့ဒီအချက်က ပြောစကားတတ်တတ်ပဲမဟုတ်ဘူး wolf အသင်းကိုကိုသွင်းရှုံလောက်နေလည်းမဟုတ်ဘူး the rainer dia team မှာကိုဖန်တီမှုခွနှလုံးလောက်ထားတယ်ခွနှချင်းဆိုတာသူ့အတွက်ကတော့ဒါအင်မတန်နဲတဲ့ပမာဏဖြစ်ပေမဲ့တာမန်ကစားသမားတယောက်အနေနဲ့ဆိုရင်ဒါအများပြားတဲ့ပမာဏဖြစ်တယ်ဒီရာဒီပရီးမီးယားလိရဲ့ assist ranking ကိုကြည့်မယ်ဆိုထိတ်ဆုံးကမိုဟာမက်ဆာလာကိုဖယ်လိုက်မယ်ဆက်ရှိချင်းကျန်တဲ့ကစားသမားတွေဟာ17 17ဆိုတဲ့အချိန်လောက်ထားရင်တော့တော်တော်များတယ်လို့သတ်မှတ်ရမှာဖြစ်တယ်ဒုတိယနေရာမှာ17ချိန်ရှိတယ်တတိယနေရာမှာ17ချိန်ရှိတယ်အဲ့တော့ဒရိုင်းဒရိုင်းနာရဲ့ခွနှချင်းဆိုတာအញ្ញံဆုံးဆွမ်းဆောင်ရင်အဲ့တော့အရှိကရာဒီ 2023-24ရာသီမှာ Kevin De Bruyne ဟာရာသီတစ်ဝက်ကိုပြင်းထန်တဲ့တကောက်ကြောတန်ရတခြားသောတန်ရအကြောင်းလွဲချော်ခဲ့တယ်။ရာသီတစ်ဝက်လောက်ပဲကစားဒါပေမဲ့ Kevin De Bruyne ရဲ့ assist က10ချိန်ရှိတယ်။ဒါဟာ De Bruyne ရဲ့စွမ်းဆောင်ရည်ဖြစ်တဲ့အသက်ကြီးရယ်ဆိုရဲချက်ခိုင်မှုကျဆင်းတယ်ဆိုရဲတန်ရပြဿနာကြီးဆိုရဲအရာတွေကသူ့ကိုဆွဲမချနိုင်ဘူး။သူ့ရဲ့ assist skills တွေကိုမဆွဲချနိုင်ဘူး။ Kevin De Bruyne ဟာ key pass for 90 လက်ရှိအချိန်မှာဥရောပအကောင်းဆုံးနှုန်းထားတဲ့မှာရှိနေစေပဲသူရဲ့ဒီအကောင်းဆုံးစံချိန်တွေကိုလည်းဆက်ပြီးတော့မိနေစေပဲ key bass ပါ90ရော patience creator ပါ90ရောဒီအချက်တွေအကုန်လုံးကောင်းမွန်နေစေပဲဒါကြောင့်သူဟာသူ့ကိုယ်သူယုံကြည်မှုရှိနေပြီးတော့ပြောမှာဆက်ရှိနေတင်တယ်လို့သူပြောတာဖြစ်တယ်ကျွန်တော်ကလည်းအဲ့ဒီအတိုင်းယုံကြည်တယ်ယုံကြည်ုံနဲ့မကဘူးအဲ့ဒီဒီ scenario ကြီးဖြစ်လာဖို့အတွက်အထောက်အကူပြုတဲ့ကျွန်တော်တမိုင်းချောင်းနောက်ခံနေတယ် ဒီနီးပြူဟာပိုင်းဆိုင်ရာတောက်ခံနေလည်းရှိတယ်အဲ့ဒါကတော့ Kevin De Bruyne ဟာ number 10 role ပုံစံပေါ့နော် Manchester City က433ကစားရဲဆိုပေမဲ့ဒီ number 10 role ရဲ့အဓိကစွမ်းဆောင်ရည်တွေကိုသူပြုတ်လောက်ရတယ်အဲ့တော့ဘောလုံးတစ်ပိုင်းမှာ number 10 role ကနေ number 6 role ပြောင်းပြီးတော့ကစားခဲ့တယ်အကောင်းဆုံးကစားသမားတစ်ယောက်ရှိတယ်အဲ့ဒါကတော့ Pirlo ဖြစ်တယ် Pirlo ဟာ number 10 role ကနေပေါ်ပေါက်လာခဲ့တယ်ဒါအီတလီနဲ့ဥရောပလူငယ်ချန်ပီယံဆုတွေယူတယ်ပေါ့နော် ယူရဲချက်မှာသူ number 10 row ဒါပေမဲ့နောက်ပိုင်းမှာတော့ number 6 row ပြောင်းသွားတယ်ဗောနော register လို့ခေါ်တယ်အဲ့တော့အီတလီမှာဆိုရင် number 10 row ကို tranquartista လို့ခေါ်တာဗောနော tranquartista ကနေ register ကိုပြောင်းပြီးတော့ကစားတယ်သူ့ရဲ့ဒီ passing skills တွေနဲ့အတူပွဲတွေကိုချုပ်ကင်ပြီးတော့ကမ္ဘာအကောင်ဆုံးပွဲလက်တော်ကကစားသမားတစ်ယောက်အဖြစ်သက်သေပြခဲ့တယ်အဲ့တော့ PLO ကတော့ထားပါတော့အဲ့တော့ကျွန်တော် PLO ကိုကြော်ပြီးတော့ဒီ modern kick ကိုကြည့်မယ်ဆိုရင်ကော modern ဆိုရင် modern kick ကိုကြည့်ရင်လေကျွန်တော် Tony Cruz ကိုသွားကြည့်လို့ရတယ်ဗောနော Tony Cruz က number 10 row ကစားတဲ့ player ဖြစ်တယ် ဂွာဒီယိုလာလက်ထက်မှသာ433ရဲ့ကွင်းလေကိုဆင်းပြီးတော့ပေါ့နော်2013-14ရာဒီမှာ433ရဲ့ကွင်းလေကိုဆင်းပြီးတော့အကောင်းဆုံးရှေ့ဆိုရနေပြသခဲ့တယ်အဲ့နောက်ပိုင်းမှာရီယယ်မက်ဒရစ်ကိုပြောင်းသွားခဲ့ပြီးတော့ရီယယ်မက်ဒရစ်မှာဒီကွင်းလေဘောချုပ်တူရဲ့ခြေစွမ်းကိုတက်တည်ပြသခဲ့တယ်ဘောလုံးကပါရဲ့ fast distribution အကောင်းဆုံးဖြစ်သလို key pass တွေလည်းကောင်းတယ်ဘောလုံးပွဲထိန်ချုပ်မှုအရာအားလုံးကို metronomic quality တွေဆက်ပြီးတော့ပြသခဲ့တယ်ပေါ့နော်အဲ့တော့နံပါတ်10ရိုးကနေနံပါတ်8ရိုးဒီ ဟိုးရင်မီဖီလ်ဒါအဖြစ်ပြောင်းလဲပြီးတော့ကစားခဲ့ပြီးတို့နေခရုဆာအသက်ကြီးတဲ့အထိဒါအသက်လွန်ခဲ့တဲ့နှစ်ကဒါအနားယူသွားခဲ့ပြီးအဲ့ဒီအချိန်အထိတို့နေခရုဆာကမ္ဘာထိပ်ဆုံးတန်း1% level ကွင်းလေလူကစားသမားတွေမှာသူရှိပြီးတော့ပွဲတွေကိုဆက်လက်ထိန်းချုပ်ခဲ့တယ်။အဲ့တော့ Kevin De Bruyne ကလက်ရှိအချိန်မှာ Modern Kick က Town ဆိုတဲ့ number 10 role တွေရဲ့ dynamic ဖြစ်မှု mobility လှုပ်ရှားနိုင်မှုတွေမရှိတော့ဘူး။ရော့ကြလာပြီ။ဒါပေမဲ့သူ့မှာတခြားသောစွမ်းဆောင်ရည်တွေအများကြီးရှိသေးတယ်။သူဟာ ခုနလိုမျိုး433ရဲ့သူ့ရဲ့အရှင် role ကတော့433ရဲ့ညာဘက်မှာရှိရတယ်ဒါပေမဲ့သူအရှိကို dynamic ဖြစ်ဖြစ်နေအများကြီးတက်ပြရတောင်းမန်တွေသွားပြရတယ် force line တွေရယ်ဝင်ပြရတယ်ပဲတောင်းမန်တွေသွားပြရဒါပေမဲ့သူအခုအဲ့ဒါတွေမလုပ်ဘဲနဲ့တာမန်433တယောက်လို့ဥပမာပြောမယ်ဆိုဂျာဗီကိုကစားခဲ့တယ်လို့မျိုး433တယောက်လို့ရှေ့ကိုအများကြီးမတက်ဘဲနဲ့သူ့ရဲ့ passing နဲ့ပဲပွဲကိုချဲ့လဲမယ်ဆိုရင်အကောင်းဆုံးလုပ်နိုင်တဲ့အခြေအနေမှာရှိတယ်သူက key pass အရင်ကောင်းတယ်အ assist rate အရင်ကောင်းတယ်ဒါပေမဲ့အဲ့ဒါတွေမဟုတ်ဘူး သူကပရီးမီးယားလိဂ်မှာသူရောက်ရှိလာတယ်2015ကစပြီးတော့အခုချိန်ဒီ10နှစ်တာကာလအဲ့ကာလအတွင်းမှာသူကဒီ passes per 90ဒီ final တက်ထဲမှာလုပ်တယ် passes per 90အကောင်းဆုံးပြီးတော့ passing percentage successful percentage အကောင်းဆုံးကစားသမားဖြစ်တယ်အဲ့တော့ ဆိုလိုချင်တာကဒီကစားသမားဟာဟိုးအရှိဒီဘောလုံးအရန်အပြတ်များတဲ့ final သက်ဆုံးထဲမှာကစားနေရလင်ကစားသူ့ရဲ့ပေးပို့မှုတိကျနှုန်းတွေကထိတ်တန့်အဆင့်မှာရှိနေတော့မယ်အဲ့တော့သူဟာနောက်ကိုလည်းနည်းစုပ်လိုက်တယ်ဆိုရင်အဲ့ဒီပေးပို့တိကျမှုနှုန်းဟာတက်လာဖို့ပဲရှိတယ်ရော့ကြတာပေါ့မရှိဘူးပိုလွယ်တဲ့ best option တွေကိုပေးရမှာဖြစ်တယ်အဲ့တော့သူဟာဒါကိုကောင်းကောင်းလုပ်နိုင်တဲ့ technical ability ရှိတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီဘရိုင်းနာရဲ့နေရက်တွေကိုကျွန်တော်ဟိုးအစအထိပြန်ကောက်ကြည့်လို့ရတယ်သူဟာ jank အသင်းရဲ့လူငယ်ကစားသမားဘဝကနေတက်လာတဲ့ chaos jank အသင်းနဲ့အောင်မြင်ခဲ့တယ် အော်ဒီနေ့ရက်တွေကိုလည်းအားလုံးမှတ်မိကြလိမ့်မယ်ကျွန်တော်ကတော့ကောင်းကောင်းမွန်မွန်မှတ်မိနေတာဒါ2012 FIFA ခွေမှာဆိုရင်ဒါ Kevin De Bruyne ကအဝယ်ကိုဝယ်ရတဲ့လူငယ်ကစားသမားလေးဖြစ်တယ်ကျွန်တော်တို့ဘောလုံးပွဲတွေကိုအခုလောက်ကြီးမကြည့်ရသေးဘူး Jack အသင် Belgian Pro League ကိုလည်းကျွန်တော်တို့ဘယ်သူမှသွားကြည့်မနေဘူးဒါပေမဲ့ဒီလိုမျိုးရပ်ပုံးတဲ့လူငယ်တွေကိုကျွန်တော်တို့ gain နဲ့တစ်ဆင့်ရင်းနှီးကြရတယ်ပေါ့နော်အဲ့တော့ FIFA 20 career mode မှာဆိုရင်သူ့ကိုဝယ်ယူခါတယ်ပြီးတော့သူ့ကြက်ကသူ့ရဲ့ရုပ်ကြီးပေါ့နော်သူ့ရဲ့ရုပ်ကြီးကအာနာနီယော ကားကြည့်ဘူးကြားလိုက်မှနန်နီရကားရဲ့ဝီလ်ပေါ်တာနဲ့တူတယ်ပေါ့နော်အဲ့လိုစူပေါ်ပုံနဲ့အဲအဲ့ဟာတာဟာတာဆန်တဲ့မင်းသားပြည်သက်တွေလည်းသိကြမှာပါအဲ့တော့အဲ့တော့အဲ့လိုပုံစံမျိုးနဲ့ Kevin De Bruyne ကပြီးတော့ Chelsea ကိုရောက်တယ် Wala Vibrin ကိုအငားချတယ် Chelsea ပြန်လာတယ်ခြေစမပြနိုင်ဘူးပြီးတော့ Wolves အသင်းကိုရောင်းချလိုက်တယ် Wolves အသင်းမှာအကောင်းဆုံးဖြစ်ပြီးတော့ Manchester City ရောက်လာတယ်နောက်ထပ်ခန်းနာရဲ့သမိုင်းကြီးရေးထိုးခဲ့တယ်အဲ့တော့အဲ့ဒီ Manchester City ရောက်ရှိတဲ့စဉ်အချိန်အထိပဲကျွန်တော်တို့ကြည့်မယ်ဆိုတော့သူ့ရဲ့ technical ability မြန်တယ်ကန်ချက်တွေကောင်းတယ်ဘယ်ရောညာရောတန်တယ် ဒီ crossing တွေကောင်းတယ်ပြပမှုတွေအရန်ကောင်းတယ်ပြီးတော့ explosive ပောက်ခွဲရာဝုန်းတိုင်းဆိုပြီးတော့အမြန်ဆုံးရှိတယ်ပေါ့နော်အဲ့တော့ဒီအရာရင်းတဲ့ player ဖြစ်တယ်အဲ့ဒီ player ကနေတဖြည်းဖြည်းနဲ့ Manchester City မှာ role အမျိုးမျိုးပြောင်းကစားတယ်ပေါ့နော်ပြောမယ်ဆို RAM CM လို့နေရာမျိုးကနေသူက RCM လို့နေရာထိရောက်လာတယ်အထူးသဖြင့် Guardiola တစ်ဖက်မှာအဲ့တော့ free agent လို့ခေါ်တယ်ပေါ့နော် Fernandinho ကနောက်ကထောက်ထားတယ် David Silva နဲ့ Kevin De Bruyne နှစ်ယောက်ပြောမယ်ဆိုရင် immediate လွတ်လပ်တဲ့ကစားဟန်တစ်ခုပေါ့နော်အဲ့တော့အဲ့ဒါနဲ့ De Bruyne ကအကောင်းဆုံးစွမ်းဆောင်ပြခဲ့တယ်ခက်လဲခက်တယ်လို့ပြောလို့ရအဲ့ဒီ role က ဒီ tactical အမြင်တော်တော်လေးစိုးရှားဖို့လိုတယ်ဗောနော်အဲ့ De Bruyne ကဟာဆိုလိုချင်တာက technical tactical အရာအလုံးကိုသူကစားသမားဘဝတလျှောက်လုံးမှာအပြည့်အဝပြသခဲ့ပြီးသားဖြစ်တယ် classical number 10 row နဲ့ကောင်းတယ်ဆိုတာကိုလည်းဒီ Belgian အသင်းနဲ့အတူအောင်မြင်မှုတွေဒါရွှေရမျိုးစက်နဲ့အတူသူတို့ရယူပြခဲ့တယ်ခြေစွမ်းပြခဲ့တယ်ဗောနော်အဲ့ De Bruyne ဟာနေရာစုံမှာကစားနိုင်တဲ့ tactical အမြင်ရှိတယ် flexibility ကောင်းကောင်းရှိတယ်ဗောနော်အဲ့တော့သူ့ကိုအခုအနောက်ကိုပြန်ဆွဲချမယ်ဆိုရင်အနောက်ကိုပြန်ဆွဲချရတော့မဟုတ်လက်ရှိ433ရဲ့ ဒီ right center midfield player နေရာမှာသူ့ရဲ့ဒီအရှိကိုအရင်ကတော့မတက်ပင်းနဲ့တာမန်လောက်ပဲတက်ပြီးတော့ကွင်းလေစေစားကစားပုံနဲ့အတူအကွင်းလေဘိုးချုပ်ကစားပုံနဲ့အတူကျွန်တော်တို့နေရာချမယ်ဆိုရင်ထိတ်ဆုံးအဆင့်မှာအကောင်းကောင်းကြီးကစားနေတယ်ဒီ speed ကအရှာရာမဟုတ်ဘူးအပြင်းနေရာကစားသမားတွေအများကြီးရှိတယ်ဒါပေမဲ့ De Bruyne ကတော့ပြေးစရာမလိုခင်းတဲ့ဘွယ်ကိုထိန်းချုပ်နိုင်တဲ့ player ဖြစ်တယ်ကျွန်တော် Tony Cruz ကိုဆန်ယူပြီးတော့ကြည့်လို့ရတယ် Tony Cruz လောက် pass percentage မြင့်မှာ ဟိုမဟုတ်ဘူးမြင့်ကျင်ပါလေမြင့်လိုက်ဒါပေမဲ့ Debrina ဟာ Tony Cruz တဲ့ပို့ပြီးတော့ bowl ဖြစ်တဲ့ pass တွေ bowl ဖြစ်တဲ့ဒီပေးပို့မှုတွေပို့လုံနိုင်တယ်ကိုအားသားချက်နဲ့ကိုပေါ့နော်ဒါပေမဲ့ဒီ mode တဲကနေမတူညီတဲ့အားသားချက်တွေထုတ်ပြနိုင်တဲ့အခွင့်အရေး Debrina မှာရှိတယ်အဲ့တော့ဒါကြောင့်လည်း Debrina ကိုဥရောပအခုနောက်ဆုံးကြားရတဲ့သတင်းတွေအရဆိုရင်ဒါ Dimasio ကိုတင်ပြလာတယ် Dimasio ဆိုတာဒါ Fabrizio Romano လို့မပေါ်ခင်တဲကတကယ့်ကိုထိတ်တန့် journalist အဖြစ်ရည်တည်ခဲ့တဲ့ tier 1 journalist တယောက်ဖြစ်တယ်ပေါ့နော်အဲ့တော့အပြောင်းရှင်းတဲ့ပတ်သက်ရင်အမတန်နာမည်ကြီးတယ်အဲ့တော့သူ့ရဲ့တင်ပြမှု ဖြစ်နေတဲ့အတွက်ဒါဟာအရေးကြီးတဲ့သတင်းတစ်ခုဖြစ်တယ် David Onstein ကလည်းပြန်ပြီးကိုးကားဟာကျွန်တော်တို့တွေ့ရတယ်ပဲဗောနော်အဲ့တော့ Liverpool စိတ်ဝင်စားနေတယ်ပြီးတော့ Napoli စိတ်ဝင်စားနေတယ်အဲ့တော့ Liverpool ကတော့ရကျင်လဲရလိမ့်မယ်ပြော Liverpool ရဲ့ play style ကအရင်မြန်လုံးတဲ့အခါမှာ De Bruyne ဟာအနည်းငယ်ဒီအမြန်လုံးကျနေပြီ energy level ကျနေပြီဆိုတော့ဝေဝါးစရာရှိတယ်ဗောနော်ဆိုလိုချင်တာကဝယ်ရင်လဲဝယ်မယ်ဒါပေမဲ့ De Bruyne ဘက်ကပြန်တွေးရင်ကျတော့ तू အဓိကနေရာရပါမလားဆိုတာပြန်တွေးလို့ရတယ်ဗောနော်အဲ့တော့ဒီတစ်ချက်တွေးစရာရှိတယ်နာပိုလီလိုအသင်းကလည်းပြောမယ်ဆိုရင်လက်ရှိအချိန်မှာနာပိုလီဟာ ကွန်တီရဲ့လက်ထက်မှာ energy ကိုအရန်သုံးတယ်ပေါ့နော်ဒါပေမဲ့လေပုံစံပြောင်းတာမျိုးဘာဖြစ်လို့လဲဆိုတော့ David Gilmore လို့ကစားသမားမျိုးပေါ့နော် Gilmore လို့ကစားသမားမျိုးကိုသုံးတယ် Gilmore ထက်စာရင် Debrina ကအစာပေါင်းမျိုးဆိုတော့ update upgrade မြင့်မိထားတဲ့ပုံစံမျိုးရှိတယ်ပေါ့နော်အဲ့တော့ Debrina ကိုအသုံးပြုတာမျိုးဖြစ်နိုင်တယ် low ball ကဒီ Debrina ဒီဘက်မှာ Scott McTominay ဒီလိုပုံစံနဲ့ဖွဲ့စည်းတာမျိုးဖြစ်နိုင်တယ်ဒါကွန်တီအိမ်မက်မက်တွေရဲ့ပုံစံမျိုးဖြစ်နိုင်တယ်အဲ့တော့ ပြောမယ်ဆိုရင် De Bruyne အနေနဲ့လက်ရှိထိတ်တန်းအဆင့်မှာအကောင်းအကောင်းဆုံးရှိနေနိုင်ဆဲပဲဖြစ်တယ်။အဲ့တော့သူ့ရဲ့ assist rate ကဒီရာဒီမှာအဆင့်ဒီခုနှစ်လုံးဖြစ်သွားတယ်။ဒါပေမဲ့ Premier League ရဲ့ assist ဒုတိယအများဆုံးကစားသမားတမိုင်းတစ်လျှောက်မှာ116ချိန်လောက်ထားတယ်။အဲ့တော့ဒါကြီးကကျွတ်စင်ကြီးဘလို့မှအဲလိုက်မီဖို့မလွယ်ဘူးပေါ့နော်။အရင်အတွက်အပြင်ကြော်ရင်ကြော်မယ်။သူ့ရဲ့နှုံးထောက်ကြော်ဖို့ဆိုတာမဖြစ်နိုင်သလောက်ပဲ။ Premier League ရဲ့ဒါ assist 100ကျော်တဲ့ကစားသမား၄ယောက်ရှိတယ်။အဲ့ဒီ၄ယောက်ထဲမှာ De Bruyne ဟာအမြင့်ဆုံး assist 100ကျော်တဲ့ကစားသမားဖြစ်တယ်။သူ့ရဲ့ ီ passes ပါ90 key pass ပါ90ဒီပေါ့နော် key pass ပါ90ရတယ်အင်မတန်ကြောက်ကမန်းလေးလီပဲ assist 15ချိန်အထက်ကျော်တဲ့ရာသီ၄ရာသီရှိတယ်အဲ့တော့ဒါကြီးက Premier League သမိုင်းရဲ့ဒီ15ချိန်ကျော်ဘူးတဲ့အမှတ်တမ်း10ခုထဲမှာသူက၄ခုနေရာယူထားတာဖြစ်တယ်အဲ့တော့သမိုင်းဝင်ဆွမ်းဆောင်ရည်တွေပဲသမိုင်းဝင်ဆွမ်းဆောင်ရည်တွေနဲ့တကယ့်ကနဝင်တွင်တဲ့ Premier League ကနဝင်လည်းဖြစ်တယ် Manchester City ကနဝင်လည်းဖြစ်တယ် Manchester City ရဲ့ Guardiola ခေအောင်မြင်မှုအကုန်လုံးမှာ Kevin De Bruyne ကအရေးပါတယ်ကန်နာကနေပါဝင်ခဲ့တယ်အခုတော့ဒါခွဲခွာခြင်းတန်လာပြီပေါ့နော်ခွဲခွာခြင်းတန်လာတဲ့အတွက်သူခွဲခွာတော့မယ် ခွဲခွာတော့မယ်ဆိုပေမဲ့ညံ့လို့ခွဲခွာရတာမဟုတ်ဘူးရီမန်းချက်တွေမတူတော့လို့ခွဲခွာရတာဖြစ်တယ်ကေဗင်ဒဘရိုင်းနာမှာစွမ်းဆောင်ရည်အလက်ကြီးကြံသေးတယ်အသက်ရွယ်ကကင်းကင်းနဲ့တစ်ခုဖြစ်လာခဲ့ပြီအခုခင်ဗျဘာလို့လဲဆိုတော့ဒီခရစ်စတီယန်ရိုနယ်ဒိုတို့ပြီးတော့ဒီလေဗန်ဒေါစကီတို့ဆိုရင်ဒါ38 39 40ဒီလောက်ချိန်ထိအကောင်းဆုံး physical အစွမ်းစာတွေပြနေနိုင်တော့မယ်ကေဗင်ဒဘရိုင်းနာကတော့ကြီးမားတဲ့တန်ရာရရှိထားတာမျိုးရှိတယ်ဒါပေမဲ့လည်းသူ့ရဲ့ physical ထိမ့်သိမ့်မှုဟာဒါနာမည်ကြီးရယ်ပေါ့နော်ပြောမယ်ဆိုရင်သူဟာ ဟို2015ကလောက်တည်းကကိုပန်စပိုမှုနဲ့စားတောက်တဲ့ဒါခင်ပီတဲ့ကစားသမားတယောက်ဖြစ်တယ်အဲသူနဲ့ပတ်သက်ပြီးကီဗင်ကာဘိုနာရာဆိုတာတူအရန်ကြိုက်တဲ့ဒီကာဘိုနာရာအစားအစာပေါ့ဒါပေမဲ့ကာဘိုနာရာကိုစားရင်အစီတက်တာမျိုးရှိတယ်အဲ့တော့ကီဗင်ဒရိုင်းနာသူ့ရဲ့စပိုမှုနဲ့အထူးစီမံထားတဲ့ဒီအစီလိုအပ်သလောက်ပဲတက်တဲ့အရာရှိရယ်ကွာယူလာတာဒါလေးအရန်မုံတော့အစီတက်တာအရန်မုံတော့အဲ့တော့အဲ့လိုမျိုးကီဗင်ကာဘိုနာရာအစားအသောက်ကိုထွင်ပြီးတော့ဒါဘလုံးသမားတွေရဲ့ကြားထဲမှာအင်မတန်ကြော်ကြတဲ့အစားအသောက် တစ်မျိုးဖြစ်တယ်ကျွန်တော်ဆိုလိုချင်တာက Kevin De Bruyne ဟာဒီလိုမျိုးသူ့ရဲ့ကစားသမားဘက်ကိုအင်မတန်ဂယူးဆိုင်ပြီးတော့အမ်တိတ်ပန်လေးကြသူ့စုပြထောင်တတ်တယ်လူပြီးသူ့ရဲ့ပတ်ဝန်းကျင်ကလည်းပညာတတ်အတိုင်းဝိုင်းနေသူကိုယ်တိုင်ကလည်းဒါအထိုက်လျောက်ထူးချွန်တဲ့လူဖြစ်တယ်ဗောနော်အဲ့တော့ဒီ brainer အနေနဲ့အခုရသူ့ရဲ့ကစားသမားဘက်နေဝင်ချင်းရောက်လာပြီသူဥရောပမှာဆက်ပြီးတော့တက်တည်ပြကျင်သေးတယ်သူ sorry မပြောင်းချင်ဘူးအမေရိကကိုလည်းမပြောင်းချင်ဘူးလက်ရှိအချိန်မှာတော့ထပ်ပြီးတော့ချိတ်ဆက်နေတဲ့သတင်းတွေရဥရောပမှာဆက်ရှိနေနိုင်ဖို့လည်းရှိနေတယ်အဲ့တော့ဒီနေရာမှာဆက်ရှိနေနိုင်တဲ့အခါမှာ ဒီလိုမျိုးအရန်အဆင့်နဲ့ရှိမှလားထိတ်တန်းအဆင့်နဲ့ရှိမှလားဘလို့ရှိနေတာမျိုးကျွန်တော်ကတော့ given the runner ဟာ gain တွေကိုထိတ်တန်းအဆင့်ကလည်းချဲလဲနေနိုင်စွမ်းရှိသေးတယ်လို့မြင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ခုမှရှေ့မှာတင်ပြခဲ့တဲ့ Tony Cruz ဥပမာနဲ့ကျွန်တော်ချိန်ပြီးတော့ယူပြီးတော့ the runner အနေနဲ့အဲ့ဒီပုံစံမျိုးကိုအနည်းငယ်လေးပဲပြောင်းကစားလိုက်မယ်ဆိုရင်လုံးဝပေးတဲ့မှာမဆိုကစားနိုင်နဲ့အခုသတင်းထွက်နေတဲ့အသင်းတွေမဟုတ်ပဲ ਨੇ Real Madrid လို့အသင်းလည်းရတယ် Barcelona လို့အသင်းလည်းရတယ် PSG လိုအသင်းလဲရ Juventus လိုအသင်းလဲရတယ်ဆိုပြီးတော့ကျွန်တော်ထောက်ခံခြင်းနဲ့ Inter Milan ကိုပြောင်းနေတာဖြစ်နေတယ် Inter Milan က free transfer တွေကိုအင်မတန်ချိန်နေတတ်တဲ့အသင်းဖြစ်တယ်ပေါ့နော်ဒါအပြင်သူ့အနေနဲ့တက်ကြီးကစားသမားတွေဖြစ်တဲ့ Chanolu Mkhitaryan လိုကစားသမားတွေကိုအကောင်းဆုံးအသုံးချပြနေသေးတယ်အဲ့တော့ Kevin De Bruyne ရဲ့ရွေးချယ်ဆက် destination တစ်ခုပါလေ Inter Milan ဖြစ်လာနိုင်တယ်လို့ကျွန်တော်ထင်မြင်မိတယ်အဲ့တော့ပြောင်းစရာအသင်းတွေတော့အများကြီးပဲတေချာလာက De Bruyne အနေနဲ့ဥရောပမှာထိတ်တန့်အဆင့်ဆက်ရှိနေသေးတယ်ဆိုတာပါပဲ ကြည့်ရအပေးခဲ့တဲ့ပိသက်တဲ့အနေနဲ့လေဒီဘရိုင်းနာရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဘလို့ကျွမြင်ကြတယ်လဲဆိုတာကိုကိုမမမှန်ပေးထားခဲ့လို့ရပါတယ်ကြည့်ရအပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါခင်ဗျာ